တချိန်လုံးကမြတ်စွာဘုရားရှင်တရားဟောဖို့တည်းရွာတရားကို ကြွလာခဲ့ပါတယ်။ရသားတွေကလည်းမြတ်စွာဘုရားကိုကြင်ညိုလွမ်းလာကြအောင်ဘုရားဟောမဲ့တရားတွေကိုနားယူဖို့တည်းရောက်လာကြပါတယ်။ဘုရားကတရားဟောလို့ပြီးကလင်းငယ်တယောက်သူ့ဖီးရဲ့လက်ကိုဆွဲလျက်ဘုရားရှင်သားကိုရက်လာပြီးမပြောရဲဆိုရဲနဲ့စိတ်စိတ်လေးနေလျက်ဘာမှပြောပေးငြိမ်နေခဲ့ပါတယ်။ဘုရားရှင်ရဲ့မေတ္တာတက်ကြောင့်ပဲကလေးကမေးရဲသွားပြီးကလေးကရိုသေစွာနဲ့လက်အုပ်ချလျက်အရှင်ဘုရား တပည့်တော်ကြောင်းမသွားချင်ပါဘူးဗျာဒီလိုရှောက်လိုက်ပါတယ်ဒီတော့ဘုရားရှင်ကဂိယုနာသက်စွာနေပင်ဘာလို့လဲကလေးတို့ပြန်မေးလိုက်ပါတယ်ဒီတော့ကလေးကမဝင်မရဲနဲ့ကျွန်တော်ကစာညံ့နေဗျာအတန်းထဲမှာလည်းတငယ်ချင်းတွေကနှိမ်ကြပါတယ်ဗျာဆရာကလည်းကျွန်တော်ကိုပဲအမြဲတမ်းစောင့်ကြည့်နေပါတယ်ဗျာပြီးတော့စူလဲစူတယ်ဗျာဒါကြောင့်ကျွန်တော်ကြောင်းမသွားချင်တာပါလို့ပြန်ဖြေလိုက်ပါတယ်ဒီတော့ဘုရားရှင်ကတစ်ချက်ပြောရင်လိုက်ပြီး တားပြောတဲ့ဇကားတွေကြားလိုက်တဲ့နောက်မှာငါပုံမြင်တစ်ပုဒ်ကိုမှတ်ရသွားတယ်။ရွာတရွာရဲ့ကွင်းပြင်ထဲမှာကြောက်တုံးကြီးကြီးတုံးဒီတိုင်းကြီးထားထားကြတယ်။ရွာသားတွေကလည်းကြောက်တုံးကိုခေးမဆိုင်တယ်လို့ကြောက်တုံးကိုယ်တိုင်ကလည်းဘဲမှမသွားနိုင်ဘာမှမပြောနိုင်ဘလို့မှမကျွေးနိုင်ပါဘူးလေ။ဒီတော့ကြောက်တုံးကြီးကအဲ့ဒီနေရာမှာပဲဒီတိုင်းကြီးရှိနေတာပေါ့။ဒီလိုနဲ့တရက်မှအဲ့ရွာကိုဘဘူးဆရာကြီးတယောက်ကရောက်လာပြီးကြောက်တုံးကြီးကိုတွေ့သွားတဲ့အခါမှာ ဒီကြောက်တော့ကပပုထုလိုက်ရင် အလွန်လှဖတဲ့အယုတ်လေးဖြစ်လာမှာပဲဒါကိုသိလိုက်ပါတယ်ဒါနဲ့ဘူးဆရာကြီးကလည်းတူနဲ့ဆောက်ပြားတွေကိုသုံးပြီးတော့မှကြောက်တော့ကြီးကို ပုံသွင်းရင်ဖက်ထုတ်လိုက်တော့ဘူးဆရာကြီးကတူနဲ့ချက်ထုတ်လိုက်တိုင်းကြောက်တော့စားတွေက တစားချင်းပစ်ထွက်ရတာပေါ့ရဲချက်အတိုင်းကကြောက်တော့ရဲ့ဖြစ်တည်မှုကိုဖျက်ဆီးနေတယ်မို့လားဒါပေမဲ့ကြောက်တော့ကြီးကသီးခံနေစေဒီလိုနဲ့ရက်တွေလာတွေကြာလာတဲ့အခါမှာတော့အလွန်လှပတဲ့စင်းသူတော်တစ်ခုကိုဖြစ်လာခဲ့တာပေါ့ အခုတော့လူတွေထိုင်ရှ िख ိုးပူဇော်နေကြပြီလေအမြဲမပြတ်ပန်းတွေတင်စင်ပြီးတွေထွက်ပြီးပူဇော်နေကြပါမယ်ဒီတော့ဘုရားရှင်ဒါလေးဒီပုံမြင်တွေကကြောက်တွန်းကဘဘူးဆရာကြီးထုတဲ့တူတန်ကိုမခံနိုင်ဘူးဆိုရင်အခုလိုလှပတဲ့စင်တို့ဖြစ်လာပါဦးမလားဘုရားရှင်ကမိတတ်တဲ့အခါမှာကလေးကလည်းမျက်နှာလေးလင်းလာပြီးဒါဆိုရင်တော့စင်တို့ဖြစ်မလာတော့ပါဘုရားလို့ပြန်ဖြေလိုက်ပါလေပြောချင်တဲ့သဘောကအဲ့ဒါပဲကလေးရဲ့ဒါကအခုချိန်မှာလက်လျှော့လိုက်မယ်ဆိုရင် လူတွေကသားကိုမေးသွားကြတော့မှာတကယ်လို့သားကစူးစမ်းမယ်လဲကြတိုင်းပြန်ထမယ်ဆိုရင်တနေ့မှလည်းလူတွေအားကိုးတိုက်တဲ့လူသားတစ်ယောက်ဖြစ်လာမှာပဲလို့မေးကြပြီးမြတ်စွာဘုရားကခေးဆက်ခဲ့ပါလေဖျားရှင်ဆက်လျှောက်သွားတဲ့အခါရတရားကိုဖြစ်ရပြီးရွာလမ်းဘေးတနေရာတစ်ပင်ကြီးကြီးအောက်မှာအေးဆေးစွာနဲ့လဲလျောက်နေတဲ့သူတစ်ယောက်ကိုတွေ့လေရပါတယ်အဲ့လူရဲ့ဇနီးဖြစ်သူကတော့အနားမှာငိုနေလျက်ကလေးတစ်ယောက်ကိုလည်းခြိထားပါသေးတယ်ဝိသမီးကဖျားရှင်ကြွလာလို့မြင်လိုက်ရတော့ ခြေတော်ရင်မှာဥခက်ကတော်လျက်အရှင်ဖျားတပည့်တော်စဉ်းစားရခက်နေပါပြီတပည့်တော်ရဲ့ကလေးတွေဘာမှမဆိုင်ရတာ၃ရက်လောက်ရှိနေပါပြီပြီးတော့တပည့်တော်ယောက်ျားကလည်းအခုလိုပဲအမဲမူးနေပြီအခုလိုအပင်အောက်မှာအမဲလဲနေပါတယ်ရှင်ဖျားသူဘာအလုံးမှလည်းမလုပ်ပါဘူးရှင်ဖျားလို့မြို့သမီးကရှောက်တင်လိုက်ပါတယ်ဒီတော့ဖျားရှင်ကမြို့သမီးမျက်နှာမှာသူခံစားနေခဲ့တဲ့ဝေဒနာတွေမြင်ရပြီးယောက်ျားဖြစ်သူငမူးဘက်ကိုလှည့်ကတကကြီးကဘာလို့အလုံးမလုပ်တာတုံးလို့မိလိုက်ပါတယ် ဒီတော့ခေါင်းငိုက်စိတ်စွာနဲ့တပည့်တော်ကိုဘ누구ကအလုပ်ပေးမှလဲဗျာကျွန်တော်မှဘာတက်ပညာမှလည်းမရှိပါဘူးကျွန်တော်မှအားရင်လည်းမရှိပါဘူးဒီတော့ဘုရားရှင်ကတပြင်းပြင်းတစ်ချက်ကိုချလိုက်ပြီဒါဆိုရင်ကလေးတွေကရောဝင်းဝေးချင်းကလေးကအတက်ပညာအသိပညာတွေတက်လာလို့လားဒီလိုမေးလိုက်တဲ့အခါမှာအဲ့လူကမဝင်မရဲနဲ့မတက်ပါဘူးဘုရားလို့ပြန်လျှောက်လိုက်ပါတယ်ဒီတော့ဘုရားရှင်ကဒီအတက်ပညာတွေကဘယ်ကရောက်လာတယ်လဲလို့ထပ်မေးလိုက်ပါတယ်သင်ယူရပါတယ်ဘုရားလို့ပြန်လျှောက်လိုက်ပါတယ် ီတော့ဘုရားရှင်ကဆက်ပြီးအေးအဲ့လိုပဲဘယ်သူမဆိုစူးစမ်းရင်တနေရာမဟုတ်တနေရာမှာတော့အောင်မြင်ထောပေါက်နေပါတယ်။ဒါပေမဲ့ကိုအားနေချက်ကိုကိုပဲမြင်နေမယ်ဆိုရင်တော့ဘယ်နေရာကူမှရောက်နေမှာမဟုတ်ဘူး။ဒီလိုမိတ်နေပါလေ။ဒီတော့သူကမဝင်မရဲနဲ့စူးစမ်းရင်ပြောင်းလဲနိုင်သလားလို့ထက်လျှောက်လိုက်တဲ့အခါဘုရားရှင်ကပုံမြင်လေးတစ်ပုဒ်ပြောပြမယ်။နားထောင်ပါလို့မိတ်လိုက်ပြီ။တခါတော့ကရွာတရာမှာလက်သမားနှစ်ယောက်ရှိတဲ့ သူတို့နှစ်ယောက်စလုံးကလည်းပမာဏတူတဲ့မြေရိုင်းတစ်ခွက်စီကိုရှိကြတဲ့။အဲ့တဲကလက်သမားတစ်ယောက်ကမြေကအရိုင်းဖြစ်နေပြီ။ဒီမြေကနေဘာဘင်းမှပေါက်လာမှာမဟုတ်ဘူး။ငါစူးစမ်းလဲအပူပဲလို့ညီးသွားလျက်ကိုယ့်ရဲ့ကင်ဆာတာကိုအပြစ်တင်ရင်မှိုက်တွေ့နေပါလေ။နောက်လေသမားကတော့ဒီမြေကမာပဲမာတာပါ။ဒီလေကွက်ထဲကငါလဲထုံလိုက်မယ်ဆိုရင်ရေလောင်းပြီးမြေကြီးတွေပြောင်းလွတ်လိုက်ရင်တခုခုတော့စိုက်လို့ဖြစ်တော့တယ်လို့တွေးပြီးညောညပါစူးစမ်းလျက် အချိန်6လလောက်ထိဘာအကျိုးမြတ်မှမထွက်ရသေးပဲဈေးမလျှော့ကဆက်လုပ်လိုက်တော့9လမြောက်လာမှာတော့သူ့ရဲ့လက်ကွက်ထဲကနေဈေးဆူလာခဲ့ပါတယ်အဲ့ဒီကသီးနေအထွက်ဆုံးပုံကိုဖြစ်ခဲ့ပါသေးတယ်ဒီတော့လူရီရဲ့ဘဝလက်ကွက်ဘလိုပင်ဖြစ်နေပါစေဇွဲနဲ့လုံးလာထားပြီးအောင်မြင်မှုဆိုတဲ့ဒီပင်နေစိုက်ပျိုးလို့ရနိုင်ပါတယ်ပြီးတော့ဖျားရှင်ကအဲ့လူရဲ့မျက်နှာကို ကြည့်လျက်အားနေချက်ဆိုတာအမြဲတမ်းတည်ရှိနေတာမဟုတ်ပါဘူးဒါအချင်းတစ်ခဏလေးအတွက်ပါပဲ တကယ်လို့စူးစမ်းအထောက်မှုမရှိခဲ့ဘူးဆိုရင်တော့အဲ့အာနေချက်ကတီမဲကောင်းတီမဲသွားပါလိမ့်မယ်။မင်းကိုမင်းအာနေတယ်လို့ယူဆရင်တရက်နည်းနည်းပြုပြင်သွားကြည့်ပါ။တင့်ကိုတင်အောင်မြင်မှုတွေတဖြည်းဖြည်းရလာပါလိမ့်မယ်။ဒီတော့မှအဲ့လူကနားလေသွားပေါက်သွားပြီးဖျားရှင်ရှေ့မှာဥညွတ်လျက်အရှင်ဗျာတပည့်တော်ဘာလို့မဆိုလို့ဖို့အသင့်ပါပဲလို့ရှောက်တင်လိုက်ပါတယ်။တပည့်တော်ကိုဘယ်ကဆက်လို့ရမယ်ဆိုတာကိုသာလမ်းပြပေးပါ။ဒီတော့ဖျားရှင်ကပြုံးရလျက် ဘာအလုတ်ကမစိုးစလုပ်လို့ရပါတယ်အလုတ်တတိလေးကနေစလုပ်လို့ရပါတယ်လို့ပြန်မိတ်လိုက်ပါတယ်ထဲခုတ်လို့လည်းရတယ်လို့တွန်းထဲကရေလဲခတ်လို့ရပါတယ်လေထဲမှာနေစားလို့လည်းဝင်လို့လို့ဖြစ်တယ်လေအလုတ်ဆိုတာကြီးတယ်သေးတယ်မရှိပါဘူးအရှင်ဘုရားကဒီလိုမိတ်လိုက်တဲ့နောက်မှာတော့ရွာထဲမှာရှိတဲ့အတော်တော်များများရဲ့ဘဝရည်တည်မှုတွေကွာခြားသွားခဲ့ပါတယ်ကျောင်းမသွားခြင်းမှုလို့ပြောတဲ့ကလေးလေးကျောင်းကိုနေတိုင်းအရင်ဆုံးရောက်လာတယ်။သူဆုံးပြတ်ချက်ကတနေ့ ငါလဲလူကြီးလူကောင်းတယောက်ဖြစ်ရမယ်လို့ဆုံးဖြတ်လိုက်တယ်။ဟိုအပြင်ကြီးနေတဲ့ရဲသမားရွာလေကရေထဲမှာခါချင်းဝင်ယူပြီးရေခဲသမားအလုပ်လုပ်ရင်းတဖြည်းဖြည်းနဲ့လေထဲမှာဆက်ပြေးဖို့တင်ယူရင်းလာနေငယ်ကြမှာသူ့ရဲ့အိမ်ထဲမှာစားတဲ့ရိတ်ကလည်းစူသောနိုင်ခဲ့ပါတယ်။ဒါကြောင့်မိမဖြစ်သူကလည်းစိတ်ချမ်းသာလျက်ကလေးတွေကလည်းပြုံးပျော်ရွှင်နေကြကြပြီပေါ့။ရသားတွေအလုံးနဲ့ဖျားဟောတဲ့တရားတွေကအားနည်းချက်ဆိုတာအကြောင်းပြချက်မဟုတ်ဘူး။ဇွဲလုံးနာကသာအားကိုးစရာပါပဲလား။